ဒီမဲ့မြင်မပြူရမဲ့တရား၄ပါးထဲမှာဆရာတော်ကနောက်ထပ်နှစ်ပါးထည့်လိုက်ကလာနဲ့ခရိယာဘာလဲပါလဲထင်မသိနဲ့အထင်သေးရင်ဘာဖြစ်သူတို့အုပ်စုတွေများလာရင် တို့ဘာလို့မှပြန်ချမှာခုတို့အုပ်စုကဒီလောက်မလို့ဒုစုကဒီလောက်မလို့ဒါတော့ဒုစုကကြောက်ချင်းကြောက်နေသည်ပြိတ္တရဲ့ဒီနိုင်ငံဟာဘာနိုင်ငံလဲ ဗုဒ္ဓဘာသာမြန်မာနိုင်ငံပြောကြည့်ပါဗုဒ္ဓဘာသာမြန်မာနိုင်ငံလားကလားနိုင်ငံလားမြန်မာနိုင်ငံလားခရိယာနိုင်ငံလားမြန်မာနိုင်ငံမှာတိုင်းသူတိုင်းသားတွေဘယ်နှမျိုးလောက်နေလဲပြောကြည့်မယ်ကချင်းကယားအဲဒီမှာကလားပါလားကလားပါခရိယံပါလား ဒီကောင်းနေရာအိုးရှိအိမ်ရှိတာဟုတ်ရဲ့ဘသူအိမ်မှာကတ်နေလဲတို့အိမ်မှာကတ်နေတာသူတို့ကအိမ်ရှင်လားတို့ကအိမ်ရှင်လားသူတို့ကအိမ်ရှင်မဟုတ်ဘူးဧည့်သည်ဟာလေလေကရစ်မှာခွေးကရစ်မှာမနေဘဲနဲ့ပလင်တက်လူနေတဲ့ခေရောက်ပြီဟုတ်ရဲ့လားမြောက်ကပလင်လူရင်ဇလန်းတို့ခံတာသေးတယ်မြောက်ဆိုတာအပေါ်တက်ဆော့ပြီးပြန်ပါခွေးကတော့သေးနေပါငော့ပန်းသွားပါ ဒါကြောင့်မိစ္ဆာဒိဋ္ဌိဆိုတာကခွေးနဲ့တူတယ်။မာနဲ့တူတယ်။ဟုတ်ကောဟုတ်ရဲ့လား။ဟုတ်ပါပါဘုရား။ဆရာတော်ကတော့လေအခုတရားဟောရင်ဟောရင်လည်းစဉ်းစားငါတို့တို့ဒီကဘာကြီးမှာအသုံးမကျတဲ့လူမျိုးကိုပြပါဆိုရင်မြန်မာလူမျိုးကိုပြရမယ်။နာသွားလား။မနာပါနဲ့။မှန်ရင်လည်းနာလိုက်။မှန်ရင်လည်းပြင်လိုက်။ပြင်ရင်အချိန်မီလာပါဘူး။ အတုံးမကြဆုံးသောလူမျိုးကို တကဘာလုံးမှာရှာပြပါစေမြန်မာပြည်မြန်မာလူမျိုးဆက်လုံကတော့တာပြီဘာကြောင့်အတုံးမကြတာသိလားအင်္ဂလိပ်အားကိုသူ့ကြိုလဲနှစ်တရာလောက်နေရသေးတယ်အခုလေလူတဲ့ရတာလဲငါ60ကျော်နေပြီမြန်မာပြည်မှာတိုးတက်တာပါရှိကလာဥယျာဉ်ပဲတိုးတက်တယ်ခရိယံဥယျာဉ်ပဲတိုးတက်တယ် ကျန်တာကဘာမှမတက်ဘူးမွဲလိုက်တာငတ်လိုက်တာအချို့ရက်ဒီမာလီဖြားလို့နာလို့မှာဟိုမာမာတထုတ်မစားနိုင်မတော့နိုင်လေဘဝရောက်ဆရာတို့ကနေဆုံးရောက်တော့အလုံးသိအချို့ကမြို့အောင်မှာပဲနေတော့ဘာမှမသိသိရတယ်အဲ့တော့တကဘာလုံးမာလီတို့မြန်မာလူမျိုးတွေကလေတီဘောမရစားလို့ဒီနေ့ဒီအောင်ညံ့ခဲ့တာအဲဂျလန်းတမတာဖြစ်ရင်တော့တွေ့ပြီးသားမှတ် အမျိုးဘာသာသာသနာချစ်လွန်းလို့ကျိန်းဝါတာပါသူတို့ဘာကိုပျက်စီးစေခြင်းနဲ့ဆန္ဒတော့မရှိပါဘူးရှိရဲ့လားမရှိပါဘူးဗျာဒီဒေါသတွေကဘာဒေါသတွေကရုဏာဒေါသတွေပါအမျိုးဘာသာသာသနာဘယ်သူစောင့်ရှောက်ရမလဲအမျိုးဘာသာသာသနာကိုယ်သာစောင့်ရှောက်ရပြောကြည့်ပါ အဲဒီလိုမျိုးမသာသာသနာကိုသာဆောက်ရအောင်မယ်ဆိုတဲ့အသည့်တွေမြန်မာလူမျိုးတွေတည်ပေါ်မင်းလက်ထက်ကဒီနေ့ဒီအောင်များဝင်ခဲ့ရင်မြန်မာနိုင်ငံကိုကရခရိယံကောကလာကောအဲ့ဒီနှစ်ယောက်လုံးဝင်လာစရာအကြောင်းမရှိဘူးရှိရဲ့ရှိပါဘူး။ဟောမြန်မာရဲ့အရှိမန္တယူရီးယားနိုင်ငံရှိတယ်။မြန်မာရဲ့သားတွေသွေးစည်းစီကံရှိဆရာတော်ကယူရီးယားမှာခဏခဏသွားဟောတယ်။ယူရီးယားမြို့ပေါင်းစုံကဆရာတော်အဖွဲ့တွေအကုန်ရှိတယ်။ စလုံးပွဲတွေရှိဆရာတော်စလုံးရွာလေးကိုလည်းဝိုင်းလှူကြတာဟာယိုးရီးယားကများယိုးရီးယားဆိုမလို့ယိုးရီးယားလူမျိုးမဟုတ်ဗမာလူမျိုးတွေအလုတ်လုတ်သွားရင်လည်းဝိုင်းလှူကြစလုံးတွေအတွက်စံဒီလူတွေစီတွေလူတွေအင်ဂျီဝစားတွေလူတွေမမားတို့တွေလူတွေဆက်ပြခဲတွေဆက်ပြမုံတွေဆေးဝါးတွေဓာတ်စားတွေအကုန်လူတွေအဲ့တော့ဆရာတော်ကဟိုမှာသွားတော့ပို့သည့်တွေယိုးရီးယားလူမျိုးကလည်းမြန်မာလူမျိုးကိုတတော်မှဥစားမပေးရသမျှနှိမ့်တာ ရသမြကိုနှိမ့်တာမြမမျိုးသမီးတွေဆိုရင်လေလွန်ခဲ့သော60ကျင်းရေကင်းရဲ့နောက်ပိုင်းနေရာဒီနေ့ဒီထားရပါတော့လွန်ခဲ့တဲ့ခေတ်မကောင်းငယ်လောက်တုန်းက10နှစ်လောက်တုန်းကဆိုရင်မြမမျိုးသမီးတွေဆိုရင်ရိုးရရရဲတွေပလိတ်တွေကြိုက်တယ်လို့လို့မွန်မတွေကရင်မတွေမြမမတွေချောလီတွေပူခံရလေးလေးပဲခေါ်သွားဖမ်းတယ်ဆိုပြီးခေါ်သွားစကန်းခေါ်လာမို့ဟူတဲဝံခေါ်ပြီးတော့လှုပ်ချင်အောင်လှုပ်ပြီးပြန်တော့ အဲ့တော့တို့မြန်မာမျိုးသမီးတွေမိုးမျိုးသမီးတွေခင်မျိုးသမီးတွေအများကြီးခံရကိုယ်နိုင်ငံကဆင်းရဲတော့မွဲတော့ချမ်းသာကြတော့ဟိုဘက်နိုင်ငံသွားချူကပြောသေးတယ်ဘာလို့သွားလဲစားရမှာမရှိတာသွားမှာပေါ့ဟုတ်ရလားအဲအဲ့တော့ဒီယူရီးယားလူမျိုးတွေဒီနေ့ဒီအောင်ဆရာတော်ခြေလေကြည့်တယ်အခုတော့မြန်မာတွေကတော့အခုနောက်ပိုင်းတော့တိတ်မခံတော့ပါဘူးပြန်ချတယ်ဟိုဘက်သလိုပါဆိုရင်ပဲဆရာတော်တရားသွားခေါ်တဲ့နေရာမှာယူရီးယားတရားကိုမြန်မာသုံးယောက်ကဓာတ်နဲ့ထိုးတတ်တယ် ရင်တော့ကတော့ခံသူတို့ကြီးချတာအရင်တော့ကကိုဝါကြီးခံရတယ်ခုတော့မြန်မာတွေအတိတ်မခံတော့ဘူးဒါပေမဲ့လို့ရိုးတရားကြီးသူတို့လူမျိုးသူတို့ဘာသာသူတို့ချစ်တယ်ဒါပေမဲ့သူတို့ကတော့ဗုဒ္ဓဘာသာပါပဲသူတို့လူမျိုးတွေကိုမြန်မာလူမျိုးရောမခံဘူးမြန်မာလူမျိုးကိုအလုတ်ခိုင်းလို့ခိုင်းနေရအောင်လို့နှိမ့်ထားအဝေးမခံဘူးတို့မြန်မာလူမျိုးတွေကတော့လေသဘောကောင်းတယ်သဘောကောင်းတယ်နဲ့ကလေးတုံးအောင်ရရသွားတယ်ဘာတုံးအောင်ရသွားအာနာလို့အာနာလို့နဲ့ကလေးပဏျောက်ထွက်လာတယ် လင်းကောင်းမပေါ်လိုက်ဘူးအဲဒီလိုပြင်ပြောပဲတို့ညီမလူမျိုးရတော့ဟာအာနာပါတယ်တနာပါတယ်သူတို့နဲပါတယ်နဲပါတယ်ဆိုပြီးတော့ဒီဘောမင်းရဲ့လက်ထက်တရားအခုဒီရောက်မဲ့ပြိဋ္ဌာန်ရဲ့အဝင်ခံလိုက်တာမြန်မာပြည်အနောက်ပြားဝင်လာလိုက်တောင်ပြားဝင်လာလိုက်မြောက်ပြားဝင်လာလိုက်အားလုံးမြန်မာလူမျိုးတိုင်းရင်းသားတွေဟာတပြေးပြေးနဲ့အထင်သေးရင်သေးရင်နဲ့ကိုယ့်လူမျိုးတွေဘာသာတွေသာသနာတွေပျောက်တော့မယ်ခေရောက်တော့မယ်ဒုက္ခမှာတော့မရောက်ပါဘူးဇလန်းဒုက္ခမှာမရောက်ဘူးပြောရဲတယ် ။ဘာကြောင့်လဲဆိုရင်တို့ဗုဒ္ဓဘုရားရဲ့သာသနာတော်ဆိုတာပါရမီ၁၀ပါးစွန့်ကြီး၅ပါးတွေနဲ့ဖြည့်ကျင့်ထားတဲ့မြင့်မြတ်တဲ့သာသနာဖြစ်လို့ကလေးကချင်းခရိယံကလားတွေဖြက်လို့တော့မပြတ်ပါဘူး။ကိုကစိုးရိမ်လို့သာကာကွယ်နေတာ။ဘုရားရဲ့တပ်ပိညုတ္တညံတော်ကြီးကိုယုံကြည်တယ်မို့လား။သာသနာဘလောက်ထားခဲ့။အခုဘယ်လောက်ဘလောက်ရှိသွားပြီ။ 2550ကျော်ပြီ600ပဲထားလိုက်ပါတော့ဗျာနောက်တော့2400လောက်ကျန်သေးတယ်ဒါပေမဲ့လို့ဒီတိုင်းနေလို့တော့ဖြစ်မလားဖြစ်ပါဘူးတပည့်ညုဒရံတော်ကြီးကိုယုံကြည်တာလဲတက္ကနာပါပဲကံယုံလို့စူးပုံနေရင်တော့ဘယ်သူခံရမလဲဒါကြောင့်မလို့လေဘုရားတပည့်ညုဒရံတော်ကြီးကိုလည်းယုံပါတယ်မြတ်စွာဘုရားလည်းမိန်ပြီးသားပါဣမတံမဘုံကံပါရမီတွေနဲ့ဖြည့်ထားတဲ့တည်ထားတဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်ဟာမိစ္ဆာဒိဋ္ဌိကလေကချေခွေးကောင်နေ ကလာခရိယံဤဖြက်လို့တော့မပြတ်ပါတဲ့တန်ကိုတန်ကြီးတက်တယ်လို့ပဲကို့သာသနာတွင်ကတန်ဃာတော်ဤတရားမကျင့်နိုင်မှလူတွေသိက္ခာတွေမကျင့်နိုင်မှလူတွေဘက်ကလည်းသတိငန်းအကြောင်းစီးတွေမထောက်ပံ့နိုင်တော့ဘူးဆိုရင်တန်ဃာတော်ဤလည်းသီလသမာဓိပညာသိက္ခာတွေမကျင့်နိုင်တော့ဘူးဆိုတဲ့တနေ့ကြာမှတို့ဘုရားသာသနာပြတ်မှာပါဟုတ်ရဲ့လား ဒါပေမဲ့လို့ဒါကတက္ကနာထားလိုက်ဒုက္ခမှာကတော့ဘာမှမဖြစ်ပါဘူးတို့လူမျိုးတွေကများနေတာဘူးများနေတော့မဖြစ်သေးဘူးပေါ့ဒါပေမဲ့လို့တို့မရှိတော့တဲ့နောက်နှစ်ပေါင်း100 200လောက်ကိုမှတ်စာကြည့်တို့သားတွေသမီးတွေမြီးတွေမြစ်တွေဒီအတိုင်းထားခဲ့ရင်တော့အမျိုးတွေပြက်ကုန်တော့မယ်ဘာတွေပြက်ကုန်မယ် ဒါကြောင့်မလို့အခုကျန်လန်းကျိုးစီရတော့ဝိပဿနာကြီးဟောချင်တာပါဒီနှစ်မှာအခုနောက်ပိုင်းမှာဝိပဿနာမဟောနိုင်ဘူးအမျိုးပါသာသာသနာရှိရင်ဝိပဿနာကလည်းရှိတယ်သီလကလည်းရှိတယ်တမာရီကလည်းရှိမယ်သိက္ခာကလည်းရှိမယ်သာသနာပြောက်ရင်အကုန်ပြောက်မယ်လူမျိုးလည်းပြောက်ဘာသာလည်းပြောက်ဖရာသာသနာကြီးလည်းပြောက်မသွားဘူးလားဒါကြောင့်မလို့လေတို့သားတွေသမီးတွေကိုပြိဿံပြတကယ်ချစ်ရင် ြည့်မထားကြပါနဲ့အခုလိုဗုဒ္ဓဘာသာလူငယ်ရည်ကြီးနေမာတဲ့သင်တန်းလေးတွေတွေ့ရသည့်ကျောင်းပိတ်ရမှာဖွင့်လှစ်ပြီးတော့လောကုတ္တရာအမွေတွေပေးကြပါပါမွေတွေပေးမယ်တို့ကလေးတွေချင်းရင်ဒီတိုင်းပြစ်ထားရမှာလားပြစ်မထားပါနဲ့တို့ကလေးတွေကိုတကယ်ချင်းရင်ဖယားထံမှာအပ်ခဲကြပါတရားထံမှာအပ်ခဲကြပါသံဃာတော်တွေထံမှာ အခဲကြပါတို့ကလေးတွေကိုကလားခံမှာမအခဲကြပါနဲ့ရှင်တွေကပါတဲ့စကားပါစကားလေတို့ကလေးတွေကိုလေချစ်တယ်ချစ်တယ်ဘာသာကပြောပြီးတော့တရားမွေတွေမပေးဘူးကုသိုလ်မွေတွေမပေးဘူးလောကုတ္တရာပညာမွေတွေမပေးဘူးဆိုရင်အဲ့ဒါပြစ်ထားတာနဲ့မတူဘူးလားပြစ်ထားတာများရင်တို့ကလေးတွေအွယ်ရောက်တဲ့အခါမှာဘာသာကြားတွေဖြစ်မသွားနိုင်ဘူးလား ဟိုဘက်ကသိစီယုံကောင်းတာဟိုဘက်ကဘာသာပဲရှိတယ်ဖျားမရှိဘူးဟိုဘက်ကဝါဒပဲရှိတယ်တရားမရှိဘူးဟိုဘက်ကလေသူတို့ဘာသာလဲဟိုဘလို့ဝင်ဝင်ဝင်ဖို့ပဲလူတယ်ဤမျိုးစုံနဲ့စီယုံပြီးတော့မနေဘူးလားဘာမှမသိသေးတဲ့ကလေးလေးတွေကိုပြောတယ်လေဟာမင်းတို့ဘုရားဘာမှကဲတာမဟုတ်ဘူးတဲ့အတ္တဟိအတ္တနောကံကံရဲ့အကျိုးဆိုတာသူတို့မသိဘူးသူတို့မှမရှိဘူး ငါတို့ဘုရားကမှကဲတာတဲ့မင်းတို့ကောင်းတာလို့လို့မကောင်းတာလို့တို့တို့ဘာသာတဲ့ဝင်လိုက်တို့ဘုရားဟိုသာရှိကိုလိုက်တို့ဘုရားကသိရင်မင်းတို့အပေါ်ခေါ်မှာမင်းတို့ကဲမှာဆိုတော့ကလေးတွေကအဟုတ်မှတ်ပြီးမကောင်းတာတွေခံရမှာကြောက်လို့ဟိုဘက်ကိုပါသွားနိုင်တယ်ကိုအားကိုကိုးကျင်တဲ့စိတ်ဓာတ်တွေပျောက်သွားမနိုင်ဘူးလားဒါကြောင့်မလို့တို့မိဘတွေကကိုသားသမီးမြေးမြစ်တွေကိုချစ်တယ်တကယ်ချစ်တယ်ဆိုရင်တရားအမွေတွေများများမပေးသင့်ဘူးလား နေရာမှာလောကီရောလောကုတ္တရာကောနှမျိုးလုံးမပါဘူးလားမပါဘူးဗျာအဓိကကဘာကိုပေးရမှာလောကုတ္တရာများများပေးပါဟုတ်ရဲ့လားရှင်းရှင်းဘယင်တွေကဘုံကံရှိတာလဲမပြောနဲ့လေဩဇာအာဏာတည်တာလဲမပြောနဲ့ငငယ်တဲကဘုံကြီးចောင်းသားလေးတွေလောက်ခဲ့ကြတာသူတို့ရှင်ထဲမှာလောကုတ္တရာပညာတွေမရှိဘူးလားရှိပါရဲ့ဗျာဒီကိရှင်းဘယင်တွေကတော့ ။ဣတိပိသောဘဂဝါတော်မရ။ရရဲ့လား။လူကြီးတာတက်လုံနေတာ။ဇလန်းလောက်ကိုစာမတက်ဘူး။ဟုတ်ရဲ့လား။ဇလန်းလောက်စာတက်ရင်နှစ်မပြီးချင်းအောင်ခြာရဲသည်။တပြည်လုံးကိုစိတ်ကောပါလေ။အဲ့ဒီလိုလေလောကဓာပညာမတာပဲလူကြီးလုံနေမှာတော့အမျိုးဘာသာသာသနာဆောက်ရှောက်ပါဦးမလားဝီလီလီလီသူတို့ကကိုယ်ငငယ်ရေရဟိုမကကြီးကကွေ ABC လောက်နဲ့ ဓာရီရတဘဝဇာရီဘာမှမခဲရင်ဘူးဟုတ်ရလားအမေ ABC ဒီကာကြီးကကွေးကဘာမှမခဲရင်အခုအမေရိကန်သွားလိုက်တနေ့နေအင်္ဂလိပ်စာကျွတ်မှကြံ special လေးတို့လို့မလားဘာမှမခဲဘူးဒေါကုတ်တရာပညာသီတာလေးခက်ခဲတာနဲ့နေတာဒါကြောင့်တို့ကလေးတွေကိုလော့ကီလေးပေးပါလော့ကုတ်တရာပညာများများပေးပါ ဓမ္မတစ်ချိန်မှာတို့ကလေးတွေလူကြီးဖြစ်လာမျိုးပါသာသာသနာဆောင်းရှောက်နိုင်မှာဝေလီလီလူကြီးတွေမဖြစ်မှာဟုတ်ရဲ့လားဒါကြောင့်မိဘတွေဒီမကောင်းမြစ်တာကောင်းရညွန်လဲအတက်သင်စီဆိုတဲ့နေရာမှာလောကုတ္တရာတွေလည်းအဓိကထားပြီးသင်ပေးကြပါအမွေတွေပေးပါပေးဝင်နေရင်အမွေကတော့မရှိရင်မပေးနဲ့ဥစ္စာမပေးလို့ဘာမှမဖြစ်ဘူးပညာအဓိကပေးဖို့ပဲလို့ဟုတ်ရဲ့လား သာသမီတွေကလည်းပဲမိဘရဲ့အမွေကိုခံယူရင်တရားနာတဲ့အမွေခံယူကြပါကုသိုလ်အမွေခံယူကြပါမိဘရဲ့ကောင်းတဲ့အမွေကိုသာခံယူကြပါဒါသာသမီရတယ်သာသမီဝတ္တရားမိဘကလည်းမိဘဝတ္တရားမရှိဘူးလားအဲနောက်ဆုံးသာသမီဝရယာ၅ပါးထဲမှာစောင့်လီမျိုးတွေတဲ့။ဒါရီသမီးတွေကြည်လာတဲ့အခါမှာငါတို့အဖေတွေအမေတွေကဗုဒ္ဓဘာသာတွေ ကောရမဘုရားကိုးကွယ်တဲ့တို့လက်ထက်ရောက်မှာတော့ခွေးကလားတွေဖြစ်ကုန်ရင်တော့မကောင်းဘူးဆိုပြီးတော့အမျိုးကိုစောင်းရမယ်။ဘာကိုစောင်းရမလဲ။အမျိုးကိုမစောင်းရင်ဘလောက်ချမ်းသာချမ်းသာကောင်းရဲ့လား။အေးမိစ္ဆာဒိဋ္ဌိခရိယံကလားတွေလင်လုတ်ကောင်းမဲ့အစားတော့ခွေးအမိပြပြီးလင်လုတ်ကောင်းတာကမှတဘဝပဲခွေးမရလို့အပြောခံရမယ်အပေတော့မကြဘူး။ဟုတ်ရဲ့လား။ မိစ္ဆာဒိဋ္ဌိခရိယံကလားတွေကိုတို့ဗုဒ္ဓဘာသာမြန်မာမျိုးသမီးတွေကလင်လို့ပေါင်းရင်တော့တက်တံ္ဒရာလုံးလဲခွေးကျုံဖြစ်မယ်ကလားကျုံဖြစ်မယ်ခရိယံကျုံဖြစ်မယ်ကျုံတကကျုံထဲမှာကလကျုံဖြစ်တာအဆိုးဆုံးပဲမှန်ရလားတရားအားလုံးကတော့ကံရဲ့ကြီးကျုံနေပါပဲတဏှာရဲ့ကြီးကျုံနေပါပဲအဲ့ဒီအချိန်မှာတဏှာလိုကိုမထိန်နိုင်လို့ကလားကိုရလို့ကလားခြေတော်တင်ခံရရင်ကလကျုံဖြစ်တယ် တကဘာလုံးမှာကျွန်တကအကျွန်ထဲမှာအဲ့ကလက်ကျွန်အစိုးဆုံးမှာပဲဒါဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေသိဖို့မလိုဘူးလားမလိုပါဘူးကလားပေါင်းမှာယောက်ျားရမှာလားမလိုပါဘူးခရိယံပေါင်းမှာရမှာလားမလိုပါဘူးယောက်ျားမရရင်ဇလန်းကျွန်ဆရာတော်ဖုန်းနံပါတ်လေးယူထားလိုက်ဆရာတော်ယူမယ်ပြောတာမဟုတ်ဘူးဆရာတော်ကိုလည်းအကြောင်းကြားလိုက်တပည့်တော်တို့မှန်ပြရဗျာယောက်ျားမရလို့ ဆရာတော်ကြည့်ချက် လုပ်ပေးပါဦးဆိုဆရာတော်ဆက်လုံပေးမယ်အတိတ်ဘုရားအဲ့လိုပါကလားပေါင်းမဲ့ဆရာတော်ဆက်လုံလူမျိုးလင်လုပ်ပေါင်းတာကမှအယူမှန်တဲ့အတွက်ကြောင့်ပရိသတ်ရဲ့သံတရာမှာကောင်းကျိုးတွေမဖြစ်နိုင်ဘူးလားဒါကြောင့်မလို့သာသမီတွေကလည်းပဲအမျိုးကိုစောင့်ရှောက်ဖို့လိုတယ်မိဘတွေကလည်းသာသမီတွေကိုငယ်ငယ်လေးတွေကအိယာဝင်အိယာထအကြောင်းသွားအကြောင်းပြန် မိဘဝတရားကြည်အောင်ဒီလိုသင်ပြမပေးသင်ဘူးလားပေးသင်ပါတယ်အမျိုးဘာသာသာသနာကိုချီးရင်ဒီလိုလုပ်ပြရမှာဟုတ်ရဲ့လားတို့တကယ်တော့တရားပွဲဆိုတာကမလုပ်တဲ့ပွဲလေတရားနာတယ်ဆိုတာရှိတာကိုသိအောင်လုပ်နေတာပြောကြည့်ပါရှိတာကိုသိအောင်လုပ်နေတာအမှားကိုလည်းအမှန်မှန်သိရအမှန်ကိုလည်း မိစ္ဆာကိုလည်းမိစ္ဆာမှန်သိအောင်အာချူကပြောတယ်ဟာတန်ဃာတော်ဆိုတာဝီနည်းနဲ့နေရတယ်ဟလာနိုင်ငံရေးမဆွဲဖရဘူးလူမျိုးရေးမဆွဲဖရဘူးဟိုကစတိယပြေဒါမိုးတွေပြောနေတာရှိတယ်တို့မြန်မာနိုင်ငံတမိုင်းမှာပြန်ကြည့်လိုက်ပါရန်ကုန်မြို့မှာဥဝိစာရလမ်းမရှိဘူးလားရှိပါရဲ့ဥဥဓမ္မတို့ဘာလို့မရှိဘူးလားတို့မြန်မာနိုင်ငံသူ့ကျုံဘွားရောက်တုန်းကအဲ့ဒီတန်ဃာတော်တွေလည်းရွရွချွွ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  သံဃာတော်တွေပယ်ထားလို့ရလားညီမနိုင်ငံလူလာရေးရအောင်တရားထဲမှာကလားတွေခရိယန်တွေပါလားဘသူတွေကောင်းဆောင်ကဒုံးတွေကောင်းဆောင်တာဒီလိုပြောတော့ရိုင်းနေသဘောပေါက်ဖို့လိုတယ်နော်အဲ့တော့သံဃာတော်တွေဘုန်းကြီးတွေပြစ်ထားလို့ရမလားမြန်မာနိုင်ငံဗာနိုင်ငံလေဗုဒ္ဓဘာသာမြန်မာနိုင်ငံကလားနိုင်ငံလား ကလားနိုင်ငံဆိုလဲကြီးညာလိုက်ပါတို့အကုန်လူထွက်တော့မယ်ဟုတ်တယ်နော်ကြီးညာလိုက်ဗုဒ္ဓဘာသာမောမြန်မာနိုင်ငံကိုကလားနိုင်ငံကိုကြီးညာလိုက်မနေ့ပါကြီးညာရင်မနေ့ပါလူထွက်တော့ဘာမှတရားဟောမနေတော့အဲ့တော့လေကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာသာသနာအရှိတိတန်းအောင်တော့ထိမ့်သိမ်းဆောင်ရှားဖို့တို့လူမျိုးတွေမှာတာဝန်မရှိဘူးလားရှိပါရဲ့ဗျာလူမျိုးမပြောင်းမှာသာသနာမပြောင်းမှာဘာသာမပြောင်းမှာ ဘုရားတရားတွေတီမဟိုက်စီတီတော်ကြီးတွေတီမလူမျိုးပြောင်းရင်စီတီတော်ရွှေတကုံနေရာမှာကလားပလီရောက်လာမှာသဘောပေါက်ရဲ့လားဒါကြောင့်ဇလန်းကျုံဆရာတော်က669တော့မဟုတ်ပါဘူး669တဲ့အတိတ်ပဲကောင်းတာလေးဆရာတော်ရှာထားတယ်ဇလန်းကျုံဆရာတော်က3509ပါတယ်လေ3509ဘယ်လုံးဖြစ်သွားလဲဇလန်းကျုံဆရာတော်ကပြည်လယ်ထဲမှာနေတာတပါးတည်း ်ပါပွဲကြီးမှမရှိနောက်ကတော့ဆလုံးတွေပဲရှိရဆလုံးဆိုတာမြင်ဘူးလားအမလီမြင်ဘူးရင်ပဲအမဒီဘူးကတွေ့ပေမဲ့ကြည်လိုက်အင်မတန်ချောတာဆလုံးဆိုတာကပ်ပလီနဲ့တူတယ်အင်မတန်ကိုချောတာဆလုံးကြီးတွေဆလုံးမတွေကြည်လိုက်ဖြူတာဆိုလို့သွားလေးပဲရှိတယ်တကူလုံးမဲပဲပလဲအဲ့ဒီဆလုံးတွေလုံးမှာအချောဆုံးကတီကူတော်ပဲတီကူတော်နဲ့ချောတာတရားမှမရှိဘူး ။ဒါကြောင့်ဆရာတော်ဆလုံးရရာတုန်းကဆလုံးမ၃ယောက်ကလာပြီးစကားပြောတာ။ဆရာတော်တဲ့နင်အားကြီးလို့ကောင်းတာပဲ။အမေကျုပ်ကိုချောတယ်ပေါ့ဗျာ။အဲ့တုန်းကတော့အသက်က28ဆိုတော့အင်မတန်ဟိုရန်ကုန်ဘက်ကသွားခါစားဖြစ်တော့အသားလေးရလဲဖြူဖြူခနာကူကလည်းပိတ်ပိတ်ပါပါပေါ့ဗျာဆိုတော့လူကကြည့်လို့ကောင်းတယ်ကိုရီးယားမင်းသားလိုဖြစ်နေတာ ਉ အခုတော့ဆလုံးလာတွေစားခရင်တွေခယူတွေကနန်းတွေပင်လယ်စာတွေစား စားကကြီးတော့ဝါလာပင်လဲရည်တွေချိုးမဲလာခုတော့မဲတဲ့ပလဲသွားပါအဲ့ဒါစလုံးမတယောက်ကအဲ့လိုပြောတာဆရာတော်တဲ့နင်အာကြီးကြီးတော့ကောင်းတာပဲချောတယ်လို့ပြောလိုက်တာသဘောပေါက်တယ်တော်တော်မြောက်သွားဟာနောက်တယောက်ကထပြောတယ်ဆရာတော်တဲ့နင်မရားယူလိုက်ပါလားလို့အဲ့ဒါလွန်ခဲ့သော6နှစ်ကအဖြစ်ပြဲ အဲ့နောက်တစ်ယောက်ကလည်းဗျာဝင်ပြီးထောက်ခံသေးတယ်ဆရာတော်ဟုတ်တယ်တဲ့အဲ့ကောင်မတစ်ယောက်လုံးပြောတာမှန်တယ်တဲ့နေမရယူရင်အ ਨੇ ဆုံး၃ယောက်တော့ရမယ်လာရကဘယ်နှယောက်လဲ၃ယောက်လာတာသူတို့၃ယောက်လုံးကဝိုင်းကြိုက်နေလားမသိပါဘူးအဲ့တော့လေဆရာတော်နောက်မှာစလုံးတွေပဲရှိတယ်ဘာမှမရှိပါဘူးပယ်လေတွေကကျွတ်လာတာအဲ့တော့ဆရာတော်ငါလည်းအပွဲဖွဲ့ဦးမှာပဲဘာမှမရှိတော့မထူးပါဘူး ဒီခေတ်ကလည်းပဲဖရာတရားတန်ခါ669ခေတ်စားနေတဲ့ခေတ်ဆိုတော့ငါလည်းပဲဖွဲ့အောင်မှာပါပဲဆိုပြီးမြဝူရီရောက်တော့စဉ်းစားတော့ကနန်းပေါ်လာတယ်ငါကတော့3909ပါတယ်လေ3ဆိုတာကဘာ3ပါလဲအဲ့669တလုံးနဲ့ပြတ်ပြတ်မသွားဘူးလားယန္နာ3ပါဖရာတရားတန်ခါမပါဘူးလားငါဆိုတာကဘာ9ပါလဲ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကအနန္တောအနန္တ၅ပါးကိုနိစ္စင်နဲ့အမြဘာလို့ကြလဲရှိကိုကြတယ်ယူတည်ကြတယ်ဥတည်ကြတယ်ဒီလိုမရှိဘူးလားဘုဘကကလားတွေခရိယာနေမှာအနန္တောအနန္တ၅ပါးရှိဖေးတာဝက်မီကြက်ရောက်တာဘာမှမရှိဘူးဟုတ်တယ်နော်နောက်တစ်ခါလေး သုံးငါပြီးတော့ခိုးဆိုတာကတော့ဒီမြတ်စွာဘုရားဟောခဲ့တဲ့ဘုစင်ခုနှစ်ပါးမြတ်တရားဟုတ်ရလားဘုစင်ခုနှစ်ပါးကိုနေချုပ်လဲမဂ္ဂင်၈ပါးပဲဆရာတော်ချိန်များလို့မချုပ်တာနော်စာရိယတာမဂ္ဂင်၈ပါးလဲပြောရတယ်ဘုစင်ခုနှစ်ပါးလမ်းကြောင်းကိုသွားရင်နိဗ္ဗာန်မရောက်ဘူးလားသုံးငါခွန်ပြီးတော့နောက်ဆုံးပါလဲကိုးဆိုတာကပါလဲ လောကုတ္တရာတရား၉ပါးအဲ့ဒါလောကမှာအမျက်ဆုံးဟုတ်ရဲ့လားလောကီတရားတွေဘလောက်တန်ဖိုးရှိကြီးဘလောက်ပဲမြတ်မြတ်လောကုတ္တရာတရား၉ပါးကဘယ်မှနေထိတ်ဆုံးပါဒါကြောင့်ဇလန်းကျုံးဆရာတော်မှတ်ချင်တော့ဘလို့မှတ်ပလဲ၃ခွန်၉ဆလုံးမ၃အောက်ကစတာပေါ့၃ဆိုတာဘာလဲယန္တာ၃ပါးဖျား တရားတန်ကာငါဆိုတာနန္ဒောနန္ဒငါးပါးခွန်ဆိုတာဘုစင်ခွန်နှစ်ပါးမြတ်တရားကိုဆိုတာလောကုတ္တရာတရားကိုပါအဲ့ဒီအကျင့်တွေကိုကျင့်ရင်တို့ဥတီတဲ့နိဗ္ဗာန်ရနိုင်သလားမရနိုင်ဘူးလားကဲတည်ခြင်းနဲ့တန်ကာခြင်းကိုဖျားမလုပ်ဘူး